အရှင်ဘုရားတဲ့ယဟန္တာများဟာတဲ့အဟာရစားတော့ဘယ်လိုစားပါလဲဘုရားတဲ့အဲ့တော့သူကယဟန္တာစားတော့မေးတော့အဲ့တော့ဥပဇင်ကလေးစိတ်ခွဲပြောရအရှင်ဘုရားယဟန္တာစားတာအဲ့တော့လေးစိတ်ခွဲပြောမှအရှင်ဘုရားသိမှာပေါ့သောတာပန်စားတာဘယ်စားဘယ်စားမျိုးသရဂံစားတာဘယ်စားမျိုးအနာဂံစားတာဘယ်စားမျိုး ယဟန္တာတို့ဤစားတာဘယ်စားမျိုးသောတာပန်တို့ဤစားတဲ့ဥစ္စာကဘယ်ဟာစားလဲတဲ့ယုတ်ဤအဲနာဤလက္ခဏာယုတ်ဤလက္ခဏာလက္ခဏာနဲ့စားတယ်ဘယ်လိုစားလဲအဟာရစားတဲ့အချိန်ကမှဒကား၆ပောက်ကသူကလက္ခဏာသဘာဝသာမြင်ညသဘောကိုမြင်နေတယ်ဘယ်လိုမြင်နေလဲမြင်တာလဲနာဤလက္ခဏာခံစားတဲ့သဘောကြားလိုက်တဲ့အတန်းလဲခံစားတဲ့သဘော နာလိုက်တဲ့အနံလဲခံစားတဲ့သဘော စားလိုက်တဲ့ရတာလည်းခံစားတဲ့သဘော ထိလိုက်တဲ့အတွေ့လည်းခံစားတဲ့သဘောသိလိုက်တဲ့စိတ်ကလေးလည်းခံစားတဲ့သဘောလှမ်းတာလည်းခံစားတဲ့သဘော ထိုင်တာလည်းခံစားတဲ့သဘော ပေါက်တာလည်းခံစားတဲ့သဘောယူတာလည်းခံစားတဲ့သဘောခံစားတဲ့သဘောပဲရှိတယ်အေကောဓမောတခုတည်းတည်းတင်းနေတယ်လို့ကအဲ့တော့ပေါ်တာပါများစားတာက အာဟာရဝေဒနာကိုစားနေတာနာဤလက္ခဏာ ဒုက္ခဝေဒနာဒုက္ခဝေဒနာပြညာလွတ်နေပါလေဗျခေါ်ဝေါသမုတ်ထားတဲ့အဝိဇ္ဇာမာနိနပြညာမရှိတော့ပါဘူးဗျဝိဇ္ဇာပြညာကျမ်းနေပါလေဗျာနာဣလက္ခဏာပစ္စုပန်စိတ်ကလေးကနာဣလက္ခဏာခံစားတဲ့သဘောပစ္စုပန်တဲ့တယ်လေခံစားတယ်ခံစားတယ်ဒါရီပဲရှိပါလေဗျာသောတာပန်သာနိပါဗျာသရာဂံသာနိကတော့တလောကလုံးဟာဖြစ်ဘာဖြစ်နေလဲလို့သူဟာယုတ်မျက်စိနဲ့မြင်လိုက်တဲ့အခါဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်လို့ သားလိုက်တဲ့ရတာကိုမြင်သောသရဂံမြတ်ဟာရုပ်ကိုမြင်နေခြင်းကြောင့်မလို့အလုဘလက္ခဏာမြင်နေခြင်းကြောင့်မလို့မျက်စိကမြင်လိုက်တဲ့အချိန်ကလည်းဝေဒနာဖြစ်နေပြီးဒုက္ခမခံစားနိုင်တော့ဘူးဒုက္ခဝေဒနာဖြစ်နေပြီးမြင်တာလည်းဝေဒနာကြားတာလည်းဝေဒနာနားတာလည်းဝေဒနာစားတာလည်းဝေဒနာထိတာလည်းဝေဒနာသိတာလည်းဝေဒနာယူတာလည်းဝေဒနာပေါက်တာလည်းဝေဒနာထိုင်တာလည်းဝေဒနာအိပ်လိုက်တာလည်းဝေဒနာ ဝေဒနာကြီးတလောကလုံးဖြစ်တယ်။ तू ကဝေဒနာသတိပ္ပံဝေဒနာနှုတ်ပါမှာပေါ့။ဝေဒနာကြီးဖြစ်နေပါတယ်ဗျာ။သရဂံမြတ်စားလိုက်တဲ့အရသာဟာဖြစ်စားရတဲ့ဥစ္စာဒုက္ခမခံစားနိုင်တဲ့ဘူးဒုက္ခဝေဒနာဖြစ်နေလို့သူ့မှာဝေဒနာမခံစားနိုင်တော့ဘူးပါဗျာ။ဝေဒနာနဲ့စားပါတယ်ဗျာ။ဘောတာဘံကနာဤလက္ခဏာနဲ့စားခံစားတဲ့သဘောတရားနဲ့စားသရဂံက ဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်လို့ဝေဒနာဖြစ်နေလို့ဝေဒနာသားလိုက်တဲ့ရတာဝေဒနာဖြစ်နေဒုက္ခဝေဒနာဖြစ်ဝေဒနာနဲ့သားပါလေဗျာအနာဂါဏိသားတာကတော့အပြင်အာရဏ6ပါးကဏကြည်သွားလို့ယုတ်ကဏနံကဏကြည်သွားလို့ညွတ်เสียမှရှိဘူးစိတ်တရိစ္ဆာစိတ်တနုပဒနာဖြစ်လို့အပြင်အာရဏ6ပါးပြုတ်ကျသွားတော့သားလိုက်ရတဲ့အရသာမ ယုံယုံချင်းထိခိုက်လိုက်တဲ့ဥစ္စာယုံနာဖြစ်လာတဲ့ဥစ္စာကိုအဲ့ဒါဆင်းရဲနပါပေါ့ဆုံးလိုက်ရတဲ့ခန္ဓာ၅ပါးဖြစ်လာရတဲ့ဥစ္စာဆင်းရဲဆင်းရဲတာယုံယုံချင်းထိလိုက်တဲ့ဥစ္စာဆင်းရဲအဲ့ဒီဆင်းစိတ်ဓာတ်ဂရိဌာဟုတ်သူကစိတ်ဓာတ်ဂရိဌာစိတ်ဓာတ်နုပါဒနာဖြစ်နေတဲ့အနာဂံကြီးများဟာအပြင် အာရဏ၆ပါးပြုတ်ကျနေတဲ့ပုဂ္ဂိုလ်ဗဟိတအာယုမရှိတော့ဘူးသူကကဏ္ဍကြီးလို့အရှင်နေလဲကဏ္ဍကြီးအသာနေလဲကဏ္ဍကြီး အနာနေလဲကနာချေရတာတွေလဲကနာချေအတွေ့တွေလဲကနာချေဓမ္မတွေလဲကနာချေအပြင်အာရဏ၆ပါးပြုတ်ကြသွားအတွင်းအာရဏလေးကြာအဲ့ဒီအတွင်းအာရဏလေးကြာတော့အပြင်အာရဏနဲ့ရတာရုပ်နဲ့ထိတ်လိုက်လိုက်တဲ့အချိန်ကမှဆင်းရဲသွားတယ်ဆင်းရဲအော်ဆင်းရဲလာကြီးလားဆင်းရဲလာကြီးလားစားနေရတာအော်ဆင်းရဲလာကြီးလားအာရယုတ်ကြီးအာရမစားကြနဲ့မရမစားရကြနဲ့ဒီခန္ဓာကြီးအဲ ရှင်းမှာမဟုတ်ဘူးအာဟာရယုံကြည်အာဟာရပြည့်စွန့်ပေးမှအဲအာဟာရမစားပြန်တဲ့ဒုက္ခပဲစားရပြန်တဲ့ဒုက္ခပဲဆင်းရဲစားရပြန်တဲ့ဆင်းရဲလာကြည်လားမြင်ရပြန်တဲ့ဆင်းရဲလာကြည်လားကြားရပြန်တော့လည်းဆင်းရဲလာကြည်လားနာရပြန်တော့လည်းဆင်းရဲလာကြည်လားစားရပြန်တော့ဆင်းရဲလာကြည်လားယုံနာဖြစ်လာတဲ့ဆင်းရဲအတွေ့နဲ့ကိုယ်နဲ့ထိမှန်လိုက်ရတာလည်းဆင်းရဲလာကြည်လားမနှောနဲ့ဓမ္မနဲ့သိရပြန်တော့လည်းဆင်းရဲလာကြည်လား ယူရပြန်တော့လဲဆင်းရဲပြန်လာဆင်းရဲလာကြီးလားမယူရရင် ကောင်းမှာပဲယူရရင်ဆင်းရဲလာပြီပေါက်နေရရင်ဆင်းရဲလာကြီးလားမပေါက်ရလို့ရှိရင် မပေါက်ရတော့ဘူးချမ်းသာတော်မယ်ပေါက်နေရရင်ဆင်းရဲလာကြီးလားသွားရရင်မသွားရလို့ရှိရင်ချမ်းသာတော်မယ်သွားနေရတာလဲဆင်းရဲလာကြီးလားထိုင်ရပြန်လဲဆင်းရဲလာကြီးလားမထိုင်ရရင်ချမ်းသာတော်မယ်အဲ့တော့စိတ်တသတိပ္ပံစိတ်တနုပ္ပတနာအနာဂံကြီးများဟာပြည့် မြင်ရတာလဲဆင်းရဲတယ်ပဲကြားရတာလဲဆင်းရဲတယ်နားရတာလဲဆင်းရဲတယ်ပဲစားရတာလဲဆင်းရဲတယ်ထိရတာလဲဆင်းရဲတယ်ပဲသိရတာလဲဆင်းရဲတယ်ယူရတာဆင်းရဲတယ်ပေါက်ရတာဆင်းရဲတယ်အိတ်လိုက်ရတာလဲဆင်းရဲတယ်ပဲအခုဆင်းရဲအနာဂါကြီးကစိတ်ဓာတ်တရိတံကိုအပြင်အာရဏနာ6ပါးပြုတ်ကြသွားတယ်အခုစိတ်ဓာတ်တရိတံဆိုတာအပြင်အာရဏနာ6ပါးရှုံးเสียမှရှိတဲ့ပုံကစိတ်ဓာတ်တရိတံခေါ်တယ် ။ဘာကြောင့်လဲ။စိတ်တသိက္ခာနှံ့ယုံနဲ့နာနဲ့ဖြစ်လာလို့ဖားတာဖြစ်လို့ဝေဒနာဖြစ်လာဆင်းရဲသွား။ခန္ဓာလားဖြစ်တာဟုတ်။ဆင်းရဲသွား။အဲ့ဒါကြောင့်မလို့အနာဂါကြီးများဟာဆင်းရဲ။အဲ့ဒါအနာဂါကြီးများစားတဲ့ဥစ္စာခန္ဓာဖြစ်လာတဲ့ယုံနာနှစ်ပါးဖြစ်လာရတဲ့ဥစ္စာဆင်းရဲပါလေဗျာ။စားလိုက်ရတာဆင်းရဲလာကြီးလား။စားရပြန်မစားရရင်ချမ်းသာတော့မယ်။စားနေရတာလည်းဆင်းရဲလာကြီးလား။ ကြားရတာလည်းဆင်းရဲတယ်နားရတာလည်းဆင်းရဲတယ်သားရတာဆင်းရဲတယ်ထီရတာဆင်းရဲတယ်သိရတာဆင်းရဲတယ်ထိုင်ရတာဆင်းရဲတယ်အိပ်ရတာလည်းဆင်းရဲတယ်ယူရတာဆင်းရဲတယ်ပေါင်းရတာဆင်းရဲတယ်ဆင်းရဲတာအကြီးပဲသူ့မှာတခါတစ်ဖြစ်ယုံနာဖြစ်လာရင်ဆင်းရဲအဲအဲ့ဒါကအနာဂံကြီးများစားတာပါဗျာသောတာပန်ကနာဣလက္ခဏာခံစားတဲ့သဘောနဲ့စားတယ်သရဂံစားတာက ဝေဒနာဖြစ်နေလို့ဝေဒနာဝေဒနာ စားတဲ့အရာသာကိုဝေဒနာဖြစ်လို့ဝေဒနာနဲ့စားတယ်အနာဂါကြီးစားတာကရုပ်ရုပ်ချင်းထိခိုက်လိုက်တဲ့ချိန်ကဆင်းရဲလာကြီးလားယုံနာဖြစ်လာပြီးဆင်းရဲလာကြီးလားမစားရရင်တော့ချမ်းသာမှာပဲလို့မစားရရင် ကောင်းမှာပဲလို့အဲ့ဒီဟာစားရရင်ဆင်းရဲနေပြီးဆင်းရဲတာကြီးနဲ့စားယဟန္တာများစားတာကတော့ဘယ်လိုစားတယ်လဲယဟန္တာစားတာချိုးရင်လဲချိုးတာစားတာချိုးတာပဲငာနာစားရင်ငာနာပဲ ခြင်းသာသာရင်ခြင်းသာပဲစိတ်နာသာရင်စိတ်နာပဲမြင်တာလည်းမြင်တာပဲကြားတာလည်းကြားတာပဲနာတာလည်းနာတာပဲစားတာလည်းစားတာပဲအကုန်လုံးဓမ္မတဘောကြီးနိဗ္ဗာန်ကြီးမြင်နေပြီဓမ္မတဘောကြီးဖြစ်တယ်ချူတာချူတာပေါ့ငန်ငနာပဲချူတယ်လို့သိညာမရှိဘူးဓမ္မတဘောကြီးအဲချူတာချူတာပဲလို့ဓမ္မတဘောကြီးစားတယ်ယဟန္နာမြတ်စားတာကချိုးတာချိုးတာပဲလို့ချိုးတာကနေပြီးတော့ဝေဒနာမဖြစ်ဘူးလို့ဝေဒနာတွေ ဖြစ်ပျက်တွေဖုံးနေပြီလို့ဝေဒနာတွေကောင်းနေပြီလို့ဓမ္မသဘောကြီးဖြစ်နေပြီအဲဖြစ်ပျက်ဆုံးနေပြီလို့ဒုက္ခဝေဒနာဒုက္ခဝေဒနာလွတ်သွားပြီစိတ်တသတိပဓာန်ကနေပြီဓမ္မအခုသွားပြီလို့ဓမ္မအခုသွားပြီလို့အဲ့ဒါယဟန္တာသားတာကရှင်းတာရှင်းတာပဲလို့ငာနာငာနာပဲလို့သတ္တာသတ္တာပဲလို့ဒါပဲစားတယ်လို့သိညာမရှိဘူးဓမ္မသဘောကြီးဖြစ်ပါတယ်ဗျာ